ထမဆုံးညီမတို့လည်းပထမဆုံး MTV ပထမဆုံး MTV မှာနေမယ်တခါရပောက်သွားအောင်ပေါ့ဟို I love you တခြင်းနဲ့ကအဲဟိုမင်းသမီး I love you တခြင်းနဲ့ကောင်းပါလေအဲ့လိုမျိုးလေးတွဲပြီးတော့မှတ်မိကြတာပေါ့နော်ဟုတ်ခွဲရပြီးရဲ့အချိန်မှာတော့ဒီစီးကောင်စီကညီမကိုခေါ်ပြီးတော့နှစ်ခုတည်းတစ်ခုရွေးခိုင်းတာ ဟုတ်စားမယူမလားအနုပညာလုံးဆက်လုပ်မလားပေါ့နော်အဲ့ဒါလေးယူခိုင်းတော့ကြတော့ညီမကဒီစားမပဲဆရာဝန်ဟိုဘွဲ့ဘွဲ့လက်မှတ်ပို့ပဲယူယူချဲလိုက်တာပေါ့ဟုတ် ဲ့လိုတော့လည်းမဟုတ်ဘူးပေါ့နော် ကိုကအဲ့တုန်းကလည်းဟိုဆေးကြောင်းတစ်ဖက်နဲ့ဆိုတော့ကြတော့ဒီ MGB လေးတွေကလည်းရွေးပြီးတော့ရိုက်ရတာလေးရှိရပေါ့နော်ကန်ကောင်းတယ်ပဲပြောရမလားပေါ့ကိုအဝင်ရိုက်တဲ့တခြင်းလေးတွေလည်းဟိုဘယ်လိုခေါမလဲကိုရုပ်နဲ့ဟိုတခြင်းနဲ့တခြင်းတွေကတော့သူတို့သူတို့ပါသူတို့ပောက်ပြီးသားပေါ့မကိုရုပ်ကလေးနဲ့တွဲပြီးတော့ပောက်တယ်ဆိုတော့ကြတော့ဟိုကန်ကောင်းခဲ့တယ်လို့ပဲပြောရမှာပါဟုတ်ကဲ့ Another be no shoe ဟုတ်နာမည်နဲ့လူနေကိုလည်းအဲ့ဒီခက်တွေကဒါတွဲပြီးရောမှန်ပြီးရမြန်မာတော့အရှိမာတော့ဒီအရင်ဆုံးအမှုပညာလောကရတော့ follow me follow me ရဲ့ model ပင်နိုင် model အနည်းနဲ့တက်ခဲ့တာပေါ့နော်ဂျားထဲမှာလည်းအလိုမျိုး max ဟို coffee cooler ကြောင်ညာတော့ဒီ asia အချွေကြီးကြောင်ညာတော့ဘာလို့ဟိုရိုက်ခဲ့ပေမဲ့ပေပုတ်တွေပါရိုက်ခဲ့ပေမဲ့ပေါ့ဒါမဲ့သူတို့ကကြာတော့ဒီမြန်မာပြည်ကမှန်မသိရ ီ MGB ရထွက်တော့မှာပဲနာမည်စာလန်းထိုးတာကြတော့ MGB မှာစာလန်းထိုးတာဆိုတော့နာမည်နဲ့လူနဲ့တွဲပြီးတော့မှတ်မိတာပေါ့နော်အဲ့လိုအဲ့လိုပါဟုတ် I love you တခြင်းเนี่ยအဲဟိုမင်းသမီး I love you တခြင်းเนี่ยကောင်းပါလေအဲ့လိုမျိုးလေးတွဲပြီးတော့မှတ်မိကြတာပေါ့เนาะဟုတ် ဟိုဟာပထမဆုံးညီမတို့လည်းပထမဆုံး MTB ပထမဆုံး MTB မှာနေမယ်တခါရဲပေါက်သွားပါပေါ့ကိုရဲလေးနဲ့ကန်ဆက်တာကိုရဲလေးနဲ့ဟိုသူတို့တချင်းတွေကတော့ album တစ်ခုလုံးကတော့ပေါက်ပြီးသားပေါ့နော်ပေါက်ပြီးသားဆိုတော့အဲ့တချင်းလေးကတော့အစပိုင်းကအဲ့လိုမျိုးဟိုနည်းနည်း drama ဘက်သွားတဲ့ MTB လေးကိုရိုက်ချင်တာပေါ့ဒါပေမဲ့ဒီသူတို့ဘက်ကလည်းဒီတချင်းလေးပဲကန်လန်းလာတယ်ဆိုတော့ရိုက်လိုက်တော့ဟို director academy ဦးတင်ဆန်းရိုက်တာပေါ့နော်အဲ့တုန်းကတော့ ဟိုနည်းနည်းဟိုကိုရီးယားကိုရီးယားခက်လည်းဖြစ်နေတော့မိတ်ကပ်လေးလည်းပပလေးဆိုတော့ကြတော့ဟိုလူပိုတိသွားတယ်ထင်ပါတယ်ဟုတ်အဲ့တော့ကိုရီးယားကောင်မလေးဆိုပြီးတော့မင်းမင်းနဲ့တွေ့ဆိုပြီးအကုန်လုံးအသက်လို့ကြိုက်ကြတာနော်ဟုတ်ကျေးဇူးပါဟုတ်အဲ့တော့ကျတော့ညီမတောက်လျှောက်တော့ရိုက်ခဲ့တာပေါ့နော်ဟိုចောင်းတန်ရင်နဲ့တောက်လျှောက်တော့ရိုက်လာတယ်ဒါမဲ့ဟိုဘွဲရပြီးရဲ့အချိန်မှာတော့ဒီစေးကောင်စီကညီမကိုခေါ်ပြီးတော့နှစ်ခုတည်းတစ်ခုယူခိုင်းတာ ဟုတ်စားမယူမလားအနုပညာလုံးဆက်လုပ်မလားပေါ့နော်အဲ့ဒါလေးရွေးခိုင်းတော့ကြတော့ညီမဒီစားမပဲဆရာဝန်ဟိုဘွဲ့ဘွဲ့လက်မှတ်ပို့ပဲရွေးရွေးချယ်လိုက်တာပေါ့ဟုတ် အဲ PDF ရပေါ့နော်တခါလေကျတော့နှမျောတာလေးလည်းရှိရပေါ့နော်ဟိုအခုဆိုရင်အနုပညာလုံးမလုပ်တာ17နှစ်လောက်တောင်ရှိသွားပြီ17နှစ်လောက်ရှိသွားတဲ့အချိန်မှာအခုချိန်ဒီမှတ်မိသေးလို့ဟိုကျေးဇူးလည်းအများကြီးတင်ပါတယ်ကျေးလည်းကျေးနပ်ရပါပုံမချစရာပြောလို့ရအောင်အဲ့လိုတော့ပြောလို့ရပါတယ်ဟိုအခုကပြီးတော့ social media ခေတ်ဖြစ်သွားတာပေါ့နော် social media ခေတ်ဆိုတော့အကုန်လုံးကလည်းဟိုဘယ်လိုပုံမလဲပြည်သက်နဲ့ဟိုနည်းနည်းလေးလက်လန်းမိဖို့အတွက်ပို့ပြီးတော့ ဟိုနီးနီးဆက်ဆက်ရှိရေပေါ့ညီမတို့ခေတုန်းကကြတော့ဒီမဂဇင်းတွေဝယ်ဖတ်မှဒီမဂဇင်းတွေဖေးဘုတ်တွေထောင်မှပဲညီမတို့ကဒီအမှုပညာလုပ်ဖို့အတွက်ညီမတို့ရောရောနည်းနည်းလေးဟိုဟိုပို့ပြီးတော့ခတ်တယ်လို့မြင်ပါတယ်ဟုတ် ဲ့တော့ကတော့ဟိုချိန်နေရတာပေါ့ဘုတ်တက်ထောင်ပြီဆိုလို့ရှိရင်အဲ့အဲ့ဘုတ်ကိုတခါလေးကြာရင်အဲ့လိုမျိုးနှစ်ခေါက်သုံးခေါက်ပတ်ပြီးတော့ပြန်ကြည့်ရမျိုးလေးရောရှိရပေါ့အဲ့တကယ်ချင်းနေရတာဒီမှာဘေးဘုတ်ထောင်တာတွေ့ရပါညာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးဟိုဟိုချိန်နေခရရပေါ့နော်အဲ့တော့တော့ဘေးဘုတ်ခစ်ဆိုတော့ကြာတော့အာဟိုနောက်ထပ်အပုတ်ပြောင်းသွားလို့ရှိရင်လည်းနောက်ထပ်တစ်ပုတ်ကိုလိုက်ကြည့်ပေါ့အဲ့လိုမျိုးပေါ့ဟုတ် တချင်းရောညီမဒီအဆွေးတချင်းလေးတွေပဲအရင်ဆိုဖို့များရယ်ပေါ့နော်ဆွေးတချင်းလေးတွေဆိုမဲဟိုပြန်ဆိုတီးလေးတွေအာပြန်ဆိုဖို့လေးစဉ်းစားထားတာမျိုးလေးရှိပါတယ်ဟုတ်ဟုတ်တယ်ဟိုးရင်ကလေးရောညီမတချင်းဆိုတာမျိုးတချင်းဆိုတာဝါသနာပါတာပေါ့နော်ဟိုအစတည်းကအဆူတော်ဖြစ်ချင်တာဒါပေမဲ့အဲ့လိုမျိုးဟိုကိုကတကယ်နုပညာလောကရဲ့ဝင်တော့ကြတော့ဒီအဲ MTV ရိုက်တာတို့ ဒီဘီအဲဘယ်လိုပေါ့ music video တို့ကျွန်ညာတို့ ਨੇ ပြန်ဝင်လာတာဆိုတော့ကျွန်တော်သရုပ်ဆောင် line ဘက်ကိုရောက်သွားတာပေါ့နော်အဲအားကြောင့်မို့လို့တချင်းလေးပြန်ဆိုကြည့်ချင်တာပါဟုတ်အဲညီမအလုပ်ဖြစ်မယ်ဆိုလို့ရှိရင်တော့ဒီ MTV လေးနဲ့တွဲပြီးတော့ထွက်လာမှာပေါ့နော်အဲအဲ့ဒါကတော့ဟိုဟာ MTV ကတော့အကုန်လုံးမစီစဉ်ရသေးဘူးဆိုတော့ကြတော့လေဟုတ်အဲအဲ့လိုတော့လည်းမဟုတ်ဘူး MTV ပါအကယ်၍ရိုက်မယ်အဲ့လိုမျိုးဟိုဒီတငယ်ချင်းတွေတည်းကပေါ့နော်ရိုက်ဖို့ခေါ်ရပါ냐ဆိုလဲတရုပ်ဆောင်ဖြစ်မှာပါဟုတ် ါကိုအဆင်ပြေပြေတလို့လေးတော့ဒါမျှပြီးတော့လုံးဖြစ်သွားမှာပါဟုတ်တကယ်လို့အကိုသဘောကျရင်နောက်ပိုင်းအဲ့လိုမျိုးလက်ခံလို့ဇလန်တွေပါရိုက်ခိုင်းဒိုက်ဖို့ကမ်းလိုက်ရင်အဲ series တွေပါရိုက်ဖို့ကမ်းလိုက်လို့ရှိရင်ညီမဟိုဟိုအဆင်ပြေရဲ့အချိန်လေးတွေနဲ့အဆင်ပြေရဲ့ဇလန်လေးတွေရှိရင်တော့ညီမရိုက်သွားမှာပါဟုတ်အော်ပရိသတ်ကြီးကအရင်တိုင်းပဲဟိုချစ်ပေးပါလို့အမှုပြန်လုပ်ကလေးဆက်လုပ်လို့ရှင်လဲအားပေးပါအောင်လို့ပြောချင်ပါတယ်ဟုတ်ကျေးဇူးပါကျေးဇူးပါ